မင်္ဂလာပါဒီဗီဒီယိုလေးမှာ hamster cobat ကိစ္စနဲ့ပတ်သက်ပြီးတော့အတုံးပြုသူ player တွေရဲ့ယဉ်ထင်းကို အရှိုက်ထိသွားတဲ့ကိစ္စရက်လေတစ်ခုကဒီမနေ့ကပဲဖြစ်ပေါ်ခဲ့ပါတယ်အတုံးပြုသူ player တွေက မနေ့အဲ့ရနိုးလို့1 million daily cipher ufo အတွဲ hamster tag ကိုဝယ်လိုက်တဲ့အခါမှာ hamster ကအတုံးပြုလို့မရနေတော့ပါဘူး ဒီအခြေအနေမှာဘာကြောင့်လဲဆိုတာကိုအတုပြုသူပလေယာတွေကပထမဦးဆုံးဆုံးတွေးလိုက်တဲ့အတွေ့အလေးတစ်ခုကဟာ hashtag ကငါတို့ကိုများ scan လုပ်ပြီးတော့ပြေးသွားပြီလားမသိပါဘူး။နောက်တနည်းကငါတို့က autobot clinic တွေတုံးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ hashtag ကသိပြီးတော့ငါတို့များ ban လိုက်ပြီလားမသိပါဘူးဆိုတဲ့အတွေ့အလေးကပထမဦးဆုံးဆုံးဝင်လာပါတယ်။ဒီအခြေအနေမှာ internet ပေါ်ကိုတက်ပြီးတော့ data source တွေကိုလိုက်ရှာပါတယ်။ ဘာကြောင့်ဖြစ်တာလဲဆိုတဲ့ဟာကိုလိုက်ပြီးတော့ like ရှာပါတယ်ကျွန်တော်လည်းပဲ like ရှာပါတယ်အဲ့ဒီချိန်မှာဘာတွေ့တာလဲဆိုတော့ hamster ကိုကြည်လို့ရတဲ့သူကတစ်ဖွဲ့ hamster ကိုကြည်လို့မရတဲ့သူကတစ်ဖွဲ့ဆိုပြီးတော့အဖွဲ့ကနှစ်ဖွဲ့ကွဲသွားပါတယ်ဒီအချိန်မှာစိတ်ပူနေတာက hamster ကိုအတုံးပြူတဲ့သူတွေပေါ့နော်အဲ့တော့စိတ်မပူဘဲနဲ့ပျော်ရွှင်နေတာက hamster ကိုကြည်လို့မရတဲ့သူတွေဆိုတော့ hamster ကိုကြည်လို့မရတဲ့သူတွေကဘယ်လိုမျိုးတုတ်ပြန်တာလဲဆိုတော့ငါပြောတယ်မလား hamster က scam ပါလို့အခုမင်းတို့ scam ွားပြီမလား အဲ့တော့ဒီအခြေအနေမှာ hamster ကိုတုတ်ပြီးတဲ့သူတွေကပြန် find ကြပါတယ်မနော်ဆိုတော့အဲ့လိုမျိုးကိစ္စရက်တွေကဖြစ်ပေါ်ခဲ့ပါတယ်အဲ့တော့ဆိုတော့ဒီအခြေအနေမှာကျွန်တော်အနေနဲ့ကဘာမှတော့မပြောပါဘူးဘာမှတော့မပြောဘဲနဲ့ internet မှာ google မှာ youtube မှာစသဖြင့်ရသမျှ resource တွေကိုလိုက်ပြီးတော့စုပါတယ်အဲ့လိုမျိုးလိုက်ပြီးတော့ share တဲ့အခါမှာလည်းပဲဘာမှလည်းမတွေ့ပါဘူးသုံးလို့မရဘူးဘာကြောင့်လဲဆိုတော့ဒီ mail call တွေပဲအများကြီးပဲကျွန်တော်တွေးခဲ့ရပါတယ်ဘာလို့ဆိုတော့အဲ့ဒီမှာမှကျွန်တော်ရဲ့ ဒီ developer experience နဲ့ပေါက်ဆက်ပြီးတော့ကျွန်တော်ကတိတလောက်လေးကိုပြန်လည်ပြီးတော့ video တစ်ပုဒ်လုပ်ပြီးတော့မျှဝေခဲ့ပါတယ်။သူတို့ရဲ့ program က error ဖြစ်သွားလို့ဒါမှမဟုတ်ချိန်ထားတဲ့ domain က error ဖြစ်သွားလို့ဆိုတဲ့အကြောင်းအရာနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်အသုံးပြုသူ player တွေကိုအာစိတ်တော့မပူကြပါနဲ့ပေါ့နော်ပြန်ပြီးတော့ပြန်ရမှာပါခဏလေးတော့စောင့်ကြည့်လိုက်ပါဦးဆိုတဲ့အကြောင်းအရာမျိုးပေါ့နောက်တစ်ခုနေနေကကျွန်တော်တုံးလို့မရတာဖြစ်တဲ့အတွင်း hamster corbett ရဲ့ ဒီ official telegram channel ကိုသွားကြည့်တယ်ဒီမှာလည်းပဲ bar resource မှာမတွေ့ပါဘူးဆိုတော့ကျွန်တော်ကိုနိုင်ကလည်းပဲဟာဒီကောင်ငါတို့ scan ပြီးတော့ပြေးသွားပြီလားမသိပါဘူးကျွန်တော်ဘာလို့အဲ့လိုမျိုးထင်သွားရလဲဆိုတော့ hamster ကအခုလေးရှိမှာသူ့ရဲ့ youtube channel ကနေပြီးတော့ပတ်စံတွေအလိုအလောက်အများကြီးရထားပြီးသားပါ million နဲ့ချီပြီးတော့ရထားပြီးသားပါဒီအတွေ့အကြုံမို့လို့သူတို့အနေနဲ့ scan scan ချင်းရင်လည်းပဲ scan နိုင်စရာ အခြေအနေပါပဲပေါ့နော်အများကြီးဗျာတခြားသော free mining တွေလုပ်တဲ့အခါမှာအလောက်ထိတောင်း သူတို့တွေကပတ်စံမရပါဘူးဒါပေမဲ့ hamster ကသူတို့ရဲ့ marketing ကအရင်ကြမ်းဝါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးဖြစ်ပေါ်ခဲ့ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကိုနိုင်ကလည်းပဲဟာ scan ပြီးတော့ပြေးသွားပြီလားမသိပါဘူးပေါ့အဲကျွန်တော်တို့ order book link ကကိုမတုံးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဒီတစ်ဖက်တော့မထင်ဘူး scan လုပ်တယ်လို့ပဲကျွန်တော်တို့ထင်သွားတယ်ဆိုတော့အဲ့ဒီမှာ resource လိုက်ပြီးတော့ share တယ်အဲတိတ်မကြတဲ့အခင်ကပေါ့နော်ကျွန်တော်17နှစ်ရည်လောက်ကတော့ hamster ဖက်ကနေပြီးတော့ hamster ရဲ့ အော်ဖီရှယ် channel ကနေပြီးတော့ဗောနော်ကျွန်တော်စာလေးတစ်ကြောင်း post လေးတစ်ခုတက်လာပါတယ်အဲ့ဒါဘာလဲဆိုတော့ hashtag မှာအခုလေးရှိအခြေအနေကအဲသူတို့တွေရဲ့ hashtag combat application ကပြဿနာတက်နေပါတယ်အဲ့တော့ပြည်ထောင်တက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အတုံးပြူလို့ကမရပါဘူးဆိုတော့အဲ့ဒီအချိန်တွေမှာတို့အနေနဲ့ကတို့တို့ရဲ့ domain နဲ့ application နဲ့ကို lower and link လောက်လိုက်တာပုံမှန်အဖြစ်က application တစ်ခုလောက်လောက်ပြီဆိုလို့ရှိရင် domain ပေါ့နော်ဥမာ www.banyatadaga.com ဆိုတဲ့အဲ့ဒီ domain လေးအဲ့ဒီ domain ကနေပြီးတော့မှတစ်စဲသူတို့တွေရဲ့ web server စီကို land in a corner လောက်တာပါအဲ့လိုမျိုး corner လောက်တာဖြစ်တဲ့အတွဲမှာဒါလေးကျွန်တော်သုံးလို့ရတယ်အခုကသူတို့တွေရဲ့ hamster combat app က issue ဖြစ်နေတယ်ဒီနေ့အပြည့်ပြဿနာဖြစ်နေတာဖြစ်တဲ့အတွဲကြောင့်မို့လို့ hamster combat ကိုအခု ဲ့တော့ error ဖြစ်နေတဲ့ဇက်ကြားမှာအတုပြုသူ player တွေကိုပေးပြီးတော့ကစားလိုက်တယ်ဆိုလို့ရှိရင်တော့မထင်မှတ်ထားတဲ့ပြဿနာတွေကအများကြီးမှအများကြီးအများကြီးအများကြီးဖြစ်ပေါ်လာနိုင်ပါတယ်ဒီအတွေ့အကြုံမဟုတ်လို့သူတို့တွေက domain နဲ့ server နဲ့ကို unlink လုပ်လိုက်တာအဲ့ unlink လုပ်လိုက်တာဖြစ်တဲ့အတွေ့အကြုံမလို့ဘာမှရှာဖွေလို့မရဘူးသူရဲ့ app တွေကိုလည်းဝင်လို့မရတော့ဘူး okay ဆိုတော့ဒါတော့ပထမတစ်ချက်ပေါ့เนาะအပြင်ဝိုင်းရင်အဲ့လိုမျိုးသူတို့တွေက issue ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ app ကလက်တော်မှာအသုပ်ပြုလို့ မရနေတော့ပါဘူးဒီအချိန်နေမှာအပ်ပြီးသွားရဆိုလို့ရှိရင်เนาะဒီမြန်နေတလောက်မြန်အောင်ပေါ့เนาะအဲပြန်လည်ပြီးတော့အဲလုတ်ပေးပါမယ်ဆိုတဲ့ဟာကိုလည်းပဲသူတို့တွေနေပြန်ပြီးတော့ပြန်လုတ်ပေးထားပါတယ်ဆိုတော့တစ်ဖက်ကပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းအခုလိုမျိုး player တွေအများကြီးကိုပေါ့နော်သူတို့တွေကအဆုတ်ရှုတ်ခံမြင်တော့ scan ဝါမှာလား okay နော်ဒါလေးတစ်ချက်တော့ရှိပါတယ်ပြောမနိုင်ဘူးဗျာဒီကောင်တွေက ဘယ်သူမှလည်းကျွန်တော်တို့လည်းမသိဘူးပေါ့နော်ဒါပေမဲ့သူတို့တွေကအဲ့ချေးပေါ်မှာ pre market တွေလုတ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ scan လုပ်နိုင်ချေရတော့နည်းပါတယ်ပေါ့နော်ဒါပေမဲ့ဘယ်အရာကိုမှကျွန်တော်တို့နေ100%ယုံကြည်စိတ်ချရတယ်ဆိုတော့မရှိဘူးဒါပေမဲ့အခုလိုမျိုး scan ွားတယ်ဆိုလို့ရှိရင်လည်းကျွန်တော်နေ social show မှာကအချိန်ပဲ social show မှာပါကျွန်တော်တို့ရဲ့အချိန်တွေ social show မှာပါအဲ့တော့ ဲ့တော့ဒီတစ်ခုပဲစုပ်စိုးစီစာစုပ်စိုးစီစာလေးရှိပါတယ်ဗောနော်ကြံတဲ့စုပ်စိုးစီစာဆိုတာကဒါတော့ကျွန်တော်အတွက်အချိန်ဆုံးရှုံးတယ်လို့ပြောတာဗောနော်အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူမကဘာဆုံးရှုံးတာလဲဆိုတာကိုကျွန်တော်လည်းမသိပါဘူးဗောနော်တေချာတာကိုအချိန်ရတော့ဆုံးရှုံးမှာပဲအဲဒီချိန်နေမှာတရစ်ကိုကျွန်တော်နိုင်ဝိတ်ဖြစ်တည်ဖြစ်စေ15မိနစ်လောက်ဖြစ်တည်ဖြစ်စေဒီအခြေအနေလေးတခုကတော့ဆောက်ရှုံးပါပဲဒါပေမဲ့မြန်မာနိုင်ငံအခြေအနေရဆိုလို့ရှိရင်ဒီအခြေအနေမှာဒါဒါမလုပ်ရင်လည်းတခြားဟာလုပ်နေပါပဲဆိုတော့ တိတ်ပြီးတော့တော့မထူးဆန်းပါဘူးပေါ့နော်ဒါပေမဲ့နိုင်ငံခြားလူတွေအတွက်ကသူကအခြေကနေပြီးတော့ပတ်သက်ပြန်ရတယ်အပြီးဝိုင်းရင်သူတို့တွေဟမ်စတာဆိုလို့ရှိရင်ဗျာဒီ1 minute လောက်မှာကိုယ်တိုင်မှပတ်သက်တွေအများကြီးရနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုတွင်းရင်လည်းတွေးချင်စရာပါပဲပေါ့နော်အဲသူတို့တွေအင်တာဗျူးမှာလည်းပဲဒီလမှာအာ airdrop ပေးမယ်ဆိုတာကနော် surprise လုပ်မယ်ဆိုတာကဒိုင်းလာပေါ့နော်အပြီးဝိုင်းရင်တကယ်တကယ်နောက်ဆစ်ဆက်ပြီးတော့သွားမဲဟာကလည်းပဲ ဒီအနာဂတ်မှာဆိုလို့ရှိရင်1 billion တင်သွားမှာအပြီးသွားရင် Telegram ရဲ့ဒီ founder ပေါ့နော် Telegram ရဲ့ founder ကလည်းပဲ officially အနေနဲ့သူတို့တွေနဲ့ connect လုပ်ထားပြီးသားပါအဲအပြီးသွားရင် exchange တွေကလည်းပဲ hamster နဲ့ connect လုပ်ထားပြီးသားပါဒီအတွေ့အကြုံမို့လို့ scan ချိန်နိုင်ကနေပါတယ်တကယ်တကယ်သူ issue ဖြစ်တာဖြစ်တဲ့အတွေ့အကြုံမို့လို့ဒါပေါ့နော်အခုလိုပြော app ကြီးကို down ချလိုက်တာပါဆိုတော့ သူတို့တွေဘက်က officially အနေနဲ့ကြေညာလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့တိတ်တော့စိတ်မပူကြပါနဲ့ဗောနော်စစ်စစ်အနာဂတ်မှာသူက30 250 million နဲ့အဆုံးရှုံးခံမှာလားဒါမှမဟုတ်ပဲနဲ့စစ်ဆက်ပြီးတော့1 billion 2 billion 3 billion လောက်အထိသွားမှာလားဆိုတော့ကိစ္စရဲ့လေတခုကထပ်ပြီးတော့မျှဝေပေးပါမယ်ဒီဗီဒီယိုကဒီလောက်ပါပဲနောက်တဲ့ဗီဒီယိုမှာထပ်ပြီးတော့တွေ့ပါမယ် တကယ်လို့ဒါကိုပါမေးစရာမေးခေါ်ရှိတယ်ဆွေးနွေးတိုင်ပင်စရာကိစ္စရက်လေးရှိတယ် blockchain နဲ့ပတ်သက်ပြီးတော့တည်ကျင်စရာလေးတွေရှိတယ် cryptocurrency နဲ့ပတ်သက်ပြီးတော့တည်ကျင်စရာလေးတွေရှိတယ် web3 နဲ့ပတ်သက်ပြီးတော့တည်ကျင်စရာလေးတွေရှိတယ် binance package အချင်းတွေစတဲ့အကြောင်းတွေနဲ့ပတ်သက်ပြီးတော့တည်ကျင်စရာလေးရှိတယ်ဆိုလို့ရှိရင်တော့ description မှာ Telegram community link ကလေးကိုခြားထားပေးပါမယ်။ဒီ link ကနေချိန်ပြီးတော့ကျွန်တော်တို့စီကို လာရောက်ပြီးဆက်သွယ်ပြီးတော့ Win3 blockchain cryptocurrency CEX စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လာရောက်တိုင်ပင်မေးမြန်းလို့ရပါတယ်ဒီထက်မှလည်းပဲတခြားသောအသုံးပြုသူ user တွေအများကြီးရှိပါတယ်โอเคပါနောက်ထပ်ဗီဒီယိုပါထပ်ပြီးတော့တွေ့ပါမယ်အားလုံး thank you ပါ